ားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာပါကျွန်တော်တို့သတင်းနဲ့ဇကဝိုင်းဆိုတဲ့အစီအစဉ်ကနေကြိုးစားပါတယ်ခင်ဗျာအားလုံးကြိုးစားလိုက်ပါတယ်ကြိုးစားပါတယ်ကျွန်တော်ဒီနေ့ကကျွန်တော်တို့ပြောချင်တာကတော့ဗျာသတင်းနဲ့ဇကဝိုင်းဆိုတဲ့ဟာတိုင်တယ်လေးတခုကပေးထားဆိုတာသတင်းတွေမှာကောင်းတဲ့သတင်းရှိတယ်လို့ကျွန်တော်တို့ဆိုတဲ့သတင်းတွေရှိကြတာပေါ့နော်ဟုတ်တယ်ဥပမာကျွန်တော်တို့ကအာ motivation ရအောင်ပြောနေရတယ်ဆိုပေမဲ့စကားစဘက်ကရုပ်မာသောသတင်းတွေကအများကြီးရှိတယ်ဗျာဘယ်လောက်ထိရုပ်မာလဲလို့ပြောရမယ်ဆိုရင်အခုလက်ရှိကျွန်တော်တို့အဲပြီးခဲ့တဲ့ အပတ်ဒီပြီးခဲ့တဲ့ရက်တွေကပြီးခဲ့အပတ်ဆိုတာပြီးခဲ့တဲ့ဟိုရက်ပိုင်းပေါ့ရက်ပိုင်းကဆိုရင်ပေါ့နော်စစ်ကောင်စီကဒီချိုးထုံးအောင်တတ်တဲ့တတ်လိုက်တဲ့လူတွေပေါ့နော်ချိုးထုံးအောင်ဘုံမှုကျုပ်ဘုံမှုကျုပ်ဘုံမှုကျုပ်ဟောင်းပေါ့နော်ချိုးထုံးအောင်ကိုဒီလိုလှုပ်လိုက်တဲ့လူတွေကို family တွေဆိုပြီးတော့ကျွန်တော်တို့အာမြမအတန်နဲ့မြဝရီရန်ကြီးပေါ့ပုံနေတဲ့တော့ကတင်ပြလာအဲ့ဒီပုံနေတော့ကတင်ပြလာတဲ့အချိန်မှာ okay ထားလိုက်တော့ကျွန်တော်တို့ကလူကြီးတွေကဒါတော့ညံတက်ဖြတ်သူဘာညာသူတို့ တတ်မှတ်လို့ရတယ်ဗျာထားလိုက်အောင်ဆိုပေမဲ့6နှစ်သမီးလေးကဒီထဲကိုထည့်စီရလားဒါကျွန်တော်ကျွန်တော်စပြီးတော့ပြောရတဲ့ဟိုပါပေါ့နော်6နှစ်သမီးဆိုတာကဒီရွယ်မှာကစားနေရတဲ့အရွယ်ဗျာစာတင်တဲ့အရွယ်စာတင်တဲ့အရွယ်ကလေးလေဟုတ်တော့ကလေးကလေးပဲရှိသေးတယ်ကဟိုမှာတီတီဒါဒါပူဇာတတ်တဲ့အရွယ်လေးပါပဲဆိုတော့ဒီလိုအရွယ်လေးကိုသာသမီချင်းကိုချင်းသာသမီချင်းကိုချင်းမဆာလာပဲနဲ့တရက်ခံဆိုတဲ့သဘောမျိုးတွတ်သွင်းလိုက်တွတ်သွင်းလိုက်တယ်ဆိုတော့ကလေးတငယ်ဥပဒေနဲ့ မလုပ်ဘူးဗျအဲ့ဒါကလည်းစစ်ကောင်စီရဲ့စိုက်ွားတစ်ခုတည်းမှာအားလုံးကကျွန်တော်တို့ခံလိုက်ရတာပေါ့ဗျဟုတ်တယ်စစ်ကောင်စီဆိုတာစကားစဆိုတာကကျွန်တော်တို့ဒီလူဘက်ကလူတွေကိုအကုန်လုံးကျူပင်ငုတ်ကျူငုတ်မကြအောင်လှုပ်ချင်နေတာသူတို့စိတ်တက်အဲ့တော့သူတို့မလှုပ်ရတာမရှိဘူးဆိုတာကောင်းတဲ့အလုပ်တော့မဟုတ်ဘူးဟုတ်တယ်ဒီလိုဆိုးတဲ့အလုပ်တွေပေါ့နော်အဲဒီတည်င်းလေးကိုကျွန်တော်အမြင်ပေါ့နော်ဟာဟုတ်ကဲ့ကျွန်တော်ညီညီညီအနေနဲ့ပြောပြောကြည့်ကျွန်တော်အမြင်ပြောရရင် ဒါဒီ6နှစ်သမီးလေးကိုဒီလိုမျိုးဒီအမှုထဲမှာဆွဲထည့်လိုက်တယ်ပေါ့နော်ဒါကတော့ပြန်တွက်ကြည့်မယ်ဆိုရင်ဒါစစ်ကောင်စီရဲ့ခေအဆက်ဆက်လုတ်ခဲ့တဲ့အကွက်ထဲကဒါတကွက်ပေါ့နော်ဒီလိုပဲကျွန်တော်မြင်တယ်နောက်တစ်ခုကဒီအသက်80အရွယ်ပေါ့နော်ဒီအမေဒွန်ဆန်းစုကြည်ကိုလည်းဒါစကားစအတိုင်းဝိုင်းနဲ့ဟလာဒီကာချုပ်တို့ဘာလို့ပေါ့နော်သူတို့အကုန်လုံးကြောက်တာလေဒါအားလုံးသိပါတယ်ကဘာလည်းသိတယ်ခေအဆက်ဆက်ဟလာကာချုပ်တွေစစ်တဲ့အတိုင်းဝိုင်းကကြောက်တာလေ ကျွန်တော်တို့လည်းသိတယ်အကိုတို့လည်းသိဒါဆိုဟိုကွာလို့ဖြစ်နေတာပေါ့နော်ဟိုစစ်ဖက်နက်ကတောင်ဖက်နက်ကိုကြောက်တယ်ဆိုတဲ့သဘောအဲအဲ့လိုအဲ့လိုပေါ့အဲ့တော့အဲ့လောက်အရွယ်ကိုကြောက်တာဒါအားလုံးသိတယ်အခုကပိုဆိုးသွားတာက80မဟုတ်ဘူးဗျာ6မိနစ်သမီလေးတော့သူတို့ကြောက်သွားပြီကျွန်တော်တို့အဲ့လိုပဲသတ်မှတ်တယ်ဒါသူတို့ကြောက်လို့ဒါလုတာလေနောက်တစ်ခုကဗျာဟိုသူတို့ခေဆက်ဆက်လုခဲ့တဲ့အကွက်ဆိုတာတော့ဥပမာအပေါ်ကနေအာမင်းတို့ဒါအောင်ရအောင်ဖမ်းအဲ့မှာအောက်ကောင်တွေကလည်း ဟလာဘသူဘဝဆိုတော့မသိမသိတော့ရမ်းပြီးဖမ်းတယ်ရမ်းပြီးတော့အဲပုံမှန်တွေတက်တယ်ဟလာအဲထောင်ချရတယ်ဗောနော်ဒါကလည်းလုံရိုးလုံစင်တခုတွေကဒါအကွက်တခုပါအဲပေါ်ပါဒီကောင်ကကြတော့ပါလဲဆိုတော့6နှစ်သမီးဆိုတဲ့ဟာကကလေးတငယ်ဥပဒေနဲ့ညီစွန်းတယ်ကွာဒီကလေးကဒီဒီအခန့်ရှင်းနေလဲတွင်းလို့ရတယ်အရွယ်စားလဲမဟုတ်ဘူးကွာနောက်ပြီးလုံးချံတက်ပြတ်နိုင်နေဆိုတော့ဟိုဟာထဲမှာလဲမပါဘူးကွာဟုတ်တယ်ဒါပေမဲ့ဘာလို့ဓာကြီးကိုထည့်တာလဲအဲ့တော့ဒီစစ်ကောင်စီကဘယ်လောက်ထိ ပြည်သူအပေါ်မှာလူတို့အပေါ်မှာဟာလာကလေးတွေအပေါ်မှာဘလောက်ထိရုံမှာလဲဆိုတာဒါအပြည့်ထွက်ဒါအတိကြပဲเนาะဒါကိုဖင်ပိတ်ပြီးတော့ဥပမာဟာလာနားတွေပိတ်ပြီးတော့ထောက်ခံနေတဲ့လူတွေရဲ့စစ်လော်ဘီအုပ်စုတွေဒီအတွေးခေါ်ကျွန်တော်တို့တိတ်နားမလဲဘူးเนาะဘာပဲစစ်လော်ဘီအုပ်စုတွေဥပမာအကိုတို့ဟိုဘက်မှာအညာဘက်မှာဘုံကျက်လိုက်တယ်စတင်ချောင်းကြီးကိုဘုံကျက်လိုက်တယ်ဒီစစ်လော်ဘီအုပ်စုတွေအကုန်လုံးတော်တော်များများကဘာလို့လဲပြောပေါ်တင်းညင်းပေါ်တင်းညင်းတာ သူတို့ကအာဟိုမှာကျွန်တော်တို့ဘက်ကသူတို့ကခေါ်တာဗဒက်ဗဒက်တွေပေါ့နော်အစတော်လိုင်းရဲဘော်တွေရှိလို့သူတို့ကကျဲတယ်ပေါ့โอเคဒါစာတင်ကြောင်းပြတကယ်ဟိုစစ်ပွဲမှာဆိုရင်စာတင်ကြောင်းလို့စေးုံလို့ဆိုကျဲလို့မရအောင်ကျဲလို့မရအောင်ကျဲလို့မရအောင်ဒါပေမဲ့သူတို့ walk flight နဲ့မိနေတယ်ဆိုတော့သူတို့ကိုသူတို့မသိတာဆိုဒီကဘာကုလသမဂ္ဂကလည်းကျွန်တော်တို့ပွင့်လိုက်ဖိလိုက်ပွင့်လိုက်ပိလိုက်နေတာအချိန်ကကြာသွားခဲ့ဒါပေမဲ့ဒါလည်းအကိုရဲ့ဟိုပါပေါ့ ပွင့်လင်းပြော limit တခုကိုစောင့်တဲ့သဘောလဲရှိကျင်ရှိမယ်ရှိကောင်းရှိမယ်ပေါ့ရှိကောင်းလည်းရှိနေမှာပေါ့ဒါပေမဲ့အခုလို့တို့ဒီမတရားလုပ်တဲ့ကိစ္စတွေကဒါတို့အမှုတွေထဲမှာတော့ပါနေမှာဒါရှောတော့ပြောပြပါနေမှာပါနေမှာအဲဆိုတော့ဒီဟာကရွေချက်ရှိရှိနဲ့စစ်ကောင်စီကလေရင်နဲ့ဘုံကြတိုက်ခိုက်တယ်အဓိကတော့မှလေရင်ပဲအကူစရာရှိတော့တယ်ဂျီဒက်ဟဟလားဂျီဒက်လုံးဝသုံးလို့မရတော့ဟဟလားဂျီဒက်ဆိုရင်လေဒါဟိုပင်လယ်ဝတော့မဟုတ်တော့ဘူး ပင်လယ်ထဲမှာသွားနေတဲ့အဆင့်ရောက်သွားပြီအဲအဲအဲ့လိုမျိုးဖြစ်သွားတာပေါ့ကြီးတက်ကတော့အာလုံးကြားတဲ့အတိုင်းမြင်တဲ့အတိုင်းပဲဟာလာတိုက်တိုင်းရှုံးဟာလာအဲ့လိုမျိုးပုံစံဖြစ်နေအဲ့တော့ဒီလေတက်တစ်ခုလည်းဟုတ်ပဲသူအသုံးပြုတယ်ပေါ့နော်နောက်တစ်ခုကဒီလေတက်မှာဒီပိုက်လော့တွေအမိတ်ပေးတဲ့လူတွေဒီလိုမျိုးစာသင်ကျောင်းတွေဘုန်းကြီးကျောင်းတွေဟာလာဇေဒီပထိုးတွေကိုဘုံကျဲတယ်သူတို့ဗုဒ္ဓဘာသာတွေကအဲ့တော့ဘလို့စိတ်ကူးနဲ့ဘလို့အတွေးခေါ်နဲ့ဒါတွေကိုဒီလိုလောက်တာလေပေါ့နော်ဆရာတို့မှာအမိတ်တစ်ခုပဲရှိတော့ အဲသူတို့အမေသူတို့မှအမေတခုရှိတော့ဖြစ်တဲ့အတွက်အဲ့အမေကိုပဲသူတို့ကနာခံတယ်။နောက်ပြီးလူသားချင်းစာနာထောက်ထောင်းမှုကသူတို့မှမရှိတော့မရှိတော့နောက်တစ်ခုဟိုကျွန်တော်သူတို့ကောင်းစားဖို့ပဲကြည့်တယ်ဟိုဟာပေါ့ဂျာပြက်ပြောချင်တာကတော့ဒီလိုလေသူတို့ကြီးရည်လေးမှဆိုရင်ဒါလေတက်ကသူကပညာတယ်အုပ်စုလို့ပြောကြတယ်အမကန်ဟိုဘယ်လိုခေါ်အမကန်အတွေးခေါ်မြင့်တယ်ပေါ့နော်ဒါပေမဲ့ဆရာကြီးတွေပေါ့ဟုတ်ပြီစစ်တပ်မှာဒီအတွေးခေါ်မြင့်တဲ့ဟာလာပညာတယ်အတန်းလို့ခေါ်တဲ့ဒီလေတက်က ဒါမျိုးလောက်ရတယ်လောက်တယ်ဆိုတော့ဒီစကားဆိုင် IG ကဘယ်လောက်လဲဆိုတာတခမ်းမန်းလို့ရတယ်။မြေပြင်မှာကြတော့ EAO နဲ့ PTF တွေကိုသူတို့တကယ်ရှင်ပြန်တိုက်နိုင်ဖို့ဆိုတာတော်တော်ခက်ခဲသွားပြီသူတို့ပေါ့။ခက်သွားပြီခက်သွားပြီ။အခုဆိုရင်ကျွန်တော်အားလုံးကတည်တင်းကြားပါလိမ့်မယ်နော်။ဒီဟိုစကန်တွေကိုလည်းနေဆက်စကန်တွေမှာလည်းတော်တော်တိမ်းပြီးသားလည်းရှိတယ်။နောက်အေးဆိုရင်တို့ကနာမည်ကြားတာနဲ့ပေါ့ကြောက်နေတယ်။ဟုတ်တယ်ဟုတ်တယ်။အဆင်ကိုဖြစ်သွားပြီ။တချို့ဒီချင်းကြားတွေပေါ့။တချို့ဒီစကားစအကောင်တွေဆိုရင်ရခိုင်ပြည်မှာတကုံကြောက်တယ်။ဟုတ်လား။တကုံကြောက်တယ်။အဲ့တော့ ရခိုင်မှာမနေဘူးဘာလို့အေးအေးအတန်တော့ခုနကကိုပြောဆိုမကြားကျင်တော့ဘူးအေးပါပဲဒါပေမဲ့တခြားနေရာကိုသွားတော့လေအေးအေးနဲ့ပြန်တွေ့တယ်ဥပမာ KIA နဲ့တွေ့ PDF တွေနဲ့တွေ့အဲ့တော့ဖြစ်နိုင်တာတခုကတော့သူတို့လုံးဝတဲချေပြတ်နေပြီကိုတဲချေပြတ်နေပြီဗောနော်သူတို့ကိုသူတို့တော့အားလုံးကတော့ဟိုသူတို့စိတ်ကသူတို့ဘက်ကမှန်တယ်လို့သူတို့ကထင်နေကြတာဗောအဲ့တော့မှန်နေဆိုရင်ဘာလို့အခုတို့ဒီနိုင်ငံကြီးတိုင်းပြည်ကိုပျက်စီးအောင်လုပ်ခဲ့ကြတာလဲဒါရှင်းပါတယ် သူတို့စသခြင်းကျွန်တော်တို့2020ရွေးကောက်ပွဲစမှာပြန်ပြောရမယ်ဆိုရင်ဦးမင်းအွန်လိုင်းကိုယ်တိုင်ကကိုကကျွန်တော်ကပြည်သူကအဲလက်ခံတဲ့ဆိုးရကိုကျွန်တော်တို့ကလက်ခံပေးရမှာဘောသူပါဇက်ကလည်းပြောခဲ့တာဒါပေမဲ့သူကိုယ်တိုင်စပြီးဖောက်ခဲ့တယ်အဲ့တော့ဒီလူရဲ့စကားတခုကဂရိတီလာမတီလာတဲ့ဒီမှာတွက်ချက်လို့ရတယ်နော်တိုင်းပြည်ကိုသူအုပ်ချုပ်ခြင်းတယ်ဒါပေမဲ့အုပ်ချုပ်ရမယ့်ဟလာနီလန်စီကန်းနေစောင့်ထဲရမယ့်ဟာတွေသူမှဘာမှမရှိဘူး ်သူကဒီလိုကဟိုဟာငတ်ကြီးရဲ့သူကဟိုအာနာရှင်စနစ်ကိုသူတို့လည်းဒါကြိုက်ကြတယ်အာနာရှင်စနစ်မှာကကြတော့ဟိုအကူတို့ဟိုတုန်းကဘာလို့ခေါ်မလဲဘင်းရင်လေးလက်ထက်လေးရကွာ အာနာရှင်စနစ်ကရှိပဲဟိုကတသွေးတသံသမိတ်ပေါ့နော်ဟောဘင်းရင်ဥမာကိုတို့တော်တော်မကောင်းခဲ့တာပါအကိုတို့မြန်မာဘင်းရင်လေးလက်ထက်တွေကရဲ့တက်စီဥမာအကိုတို့နောက်ပိုင်းမှာကရတယ်မလားဟုတ်တယ်အာခေါ်လာတယ်ဘင်းအပြစ်အပြစ်လောက်လာတဲ့ကောင်တတ်တတ်လိုက်ဆိုတာကြီးပဲလေသူဘာမှမသိဘာမှမသိဒါပေမဲ့ ဟိုအပြစ်ရှိတယ်ပဲသူ့စိတ်ထဲမှာထင်တာကွာအဲဆိုအပေါ်ကလှုပ်တယ်ဘီရင်လှုပ်တယ်လို့ပါမသိဘူးအဲအောက်ကဝင်နေရလဲသူတို့နေရာရဖို့သူတို့ဝါပြီးမှုအတွက်ဒီကောင်အသက်တစ်ချောင်းလောက်ရင်းလိုက်ရင်ပြီးသွားတာပဲဆိုတော့ဒီကောင်မှားတာမှန်တာကိုမဝေဖန်တော့ဘူးအဲ့တော့ဒီမင်းမြောင်ဖြဲ့ရင်လည်းပြီးပြက်တယ်ပြောပြနေအဲ့ဒီဟိုရင်းတော့သူဘီရင်နေဘေးမှာနေတဲ့လူမြောင်နေမြောင်နေပေါ့အခုမြောင်ထုတ်ပင်ကောလှုပ်တယ်မြောင်ဆိုမြောင်ထုတ်ပင်ကောအဲ့မဲ့သူ့ကိုတော့ကျွန်တော်တို့ဘီရင်လို့မတတ်မှန်ဘူးဟလာပြီးသူလက်မခံနဲ့ဟလာလှုပ်ရတယ်ကိုသူလှုပ်တယ် ခုနကဒါကပြည်သူတွေရဲ့ဆက်ဆက်ဒီလေကျောင်းကကျဲတယ်တစ်ဖက်မှာပြန်ကြည့်သူကိုယ်တိုင်ကြတော့ဟာလာမိသားစုအတွက်ဆိုပြီးတော့ဟာလာကိုယ်ပိုင်ပတ်စံလို့လို့ပါလို့နဲ့အလေးကြီးွက်တယ်ဒါပေမဲ့တိုင်းပြည်ရဲ့ဘတ်ဂျက်ထဲကပါနေတယ်အဲ့ဒါအဲ့ဒါလည်းစဉ်းစားစရာပဲကွာဘာစဉ်းစားစရာလဲဒီလေကိုယ်ပိုင်လေရင်ကြီးကိုဝယ်ပြီးတော့သူ့ရဲ့ရှုံးတဲ့အရှုံးကိုလက်ခံပြီးသူပြေးတော့မလားပေါ့နော်အေးပေါ့ဒါဒါစဉ်းစားစရာပဲဘာလို့ ဒီလီရင်ကိုအဓိကသူပိုင်နေဖြစ်တယ်ဘာလို့မှတက်စီလို့မရအောင်မရအောင်အထဲမှာလည်းအမျိုးမျိုးသူဟာလာခင်မီရောင်းခင်မီသူလောက်ပါပြင်စင်တယ်အတန်း60ကျော်တော့လေအဲ့လိုလေကြားတယ်အဲ့ဒါဆို8%နေရာဘယ်ရအဲ့8%နေရာတော့ဟိုဒီကာချုပ်ရဲ့တစ်သလုံးရတဲ့လစာတွေကိုစင်းချတွက်လိုက်အခုအဲ့လောက်မရှိဘူး no 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 ဟာသမာအာဇီဝကြကြရှာမယ်ဆိုတော့ဒီလောက်မရှိဘူးညာဟာနော်ပြောကျင်တာဒါသမာအာဇီဝမကြတဲ့နီလန်းနဲ့ခုနကယူရတဲ့ဟာလေဟုတ်ပြီသူစီးတဲ့လင်မြန်ကိုကြတော့ဗျာတန်း60 90ကျော်အကုန်ခံတယ် ဒါပေမဲ့မနေ့ကပဲစကိုင်းရုံကိုသူသွားတယ်။ငလျင်တင့်ပြည်သူတွေကိုဗာပြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ။အော်ငလျင်တင့်တော့ကျောင်းတွေကိုသွားတယ်။ကျောင်းတွေကိုသွားတယ်။ပြည်သူတွေစီကိုမရောက်ဘူး။မရောက်ဘူး။ तू လည်းမသွားရဲဘူးလေ။အဲ့တော့အဲ့လိုနေရာမျိုးမှာ तू ခေါဆွဲကြောက်တထုတ်မလူသွားအောင်။အဲ့ဒါပဲလေ။ငလျင်တွက်ဟိုမှာလူဖို့ပို့ထားတဲ့ပစ္စည်းတွေဒီတိုင်းပဲ။ဒီတိုင်းပဲနေပြီးတော့မှာတချို့အရေဟိုကိုတော်မချလို့အပြင်မှာထုတ်ပြီးလှမ်းထားတဲ့ပုံစံမျိုးတော့ဗျာ။အဲ့တော့သူတို့ကဒီအရာတွေကိုလည်းတခြားနေရာမှာသူတို့အသုံးပြုခြင်းတယ်။သူတို့ရဲ့ဒီစစ်တပ်နဲ့ပတ်သက်နေမှာအသုံးပြုတယ်။ဒါပေမဲ့လူတွေကမျက်လုံးတောက်ထောက်ပြီးကြည့်နေတာလေ။ အရင်လိုမဟုတ်တော့ဘူးကွာဟုတ်လားနေရာတိုင်းမှာမျက်လုံးတွေရှိတဲ့အတွက်နောက်မီဒီယာခက်ဖြစ်သွားပြီဟုတ်လားဆိုရှယ်ပလက်ဖောင်းမှာအခုလုပ်ရင်မီနီပိုင်တော်တွင်တက်တဲ့ခက်ဆိုတော့ဒါသူတို့အဲ့ဒါတွေကိုနည်းနည်းလေး check in လုပ်နေသဘောလည်းရှိမှာပေါ့တော့ဟိုဟာပေါ့နော်အဲ့ဒါကကြတော့အခုပြောချင်တာကဒါဟို2000ခု2008အခုတို့ nugget မုံတိုင်းမှာကျောင်းဟာဆိုညီတို့ကအဲ့ချိန်မှာမုံတိုင်းဖြစ်တဲ့အချိန်မှာညီတို့မသိလိုက်ဘူးထင်တယ်အခုတို့ကတော့သိလိုက်ကျွန်တော်တို့ကအုံးအုံးအုံးဖြစ်တဲ့အချိန်မှာပေါ့နော် အဲ့ဒီမှာတကယ်တော့နိုင်ငံတကာကရောက်တဲ့ပစ္စည်းတွေအကုန်လုံးကကြားဖို့ကြားလိုက်လိမ့်မယ်လို့ထင်တယ်ကိုတို့မင်္ဂလာရုံဈေးတို့တိမ်ကြီးဈေးတို့အကုန်ရောက်ကုန်ဈေးတွေဈေးတွေအကုန်လုံးမှာအဲနာခေတ်မှာလာလှူတဲ့ပစ္စည်းတွေအကုန်လုံးကဈေးတွေရောက်ကုန်အဲ့လိုမျိုးပေါ့သူတို့ရဲ့ဒီစေတနာတွေမြင့်တာတွေဆိုတာအဲ့မှာအထင်းသားမြင်ရတယ်အဲ့ဒီတိုင်းပဲဖြစ်တာပဲလေခုအဲ့တော့ဒါကိုတချို့ဖင်ပိတ်ပြီးတော့အားပေးတယ်နားတွေပိတ်ပြီးထောက်ခံတယ်မျက်လုံးတွေမှိတ်ပြီးတော့အားပေးတယ်တကောင်တော့သွားပြီအဲ့အဲ့လိုပေါ့ဒါပေမဲ့တကူးရှိတယ်သူအားကုဒုံတယ်တော့သူသွားမှာပဲ ါမဲ့ခိုက်တန်တော့စောင်းရမယ်ကျွန်တော်တို့အချိန်တော့စောင်းရမယ်ဘာဖြစ်လို့လဲဆိုတော့အခုသူတို့ကမနိုင်နိုင်ရဆိုတော့သူတို့ရှုံးနေတယ်ဆိုတော့လက်မခံမဲတော့မှာမဲတော့မဲတော့ရှုံးမဲမဲတဲ့ပုံစံမျိုးပေါ့နော်ရှုံးမဲမဲတဲ့ပုံစံမျိုးဟိုတနေ့ကဆိုရင်အခုသတင်းကြားလိုက်တာကြိုက်မျောဘက်မှာမွန်ပြည်နယ်ဘက်မှာဘာမှတိုက်ပွဲလည်းမရှိဘူးစာတင်ကြောင်းကိုဘုံထက်ကျေသွားတယ်อืมဆရာမတဦးနဲ့ကလေးနှစ်ဦးလာမသိဘူးကြဲအဲ့ဒါပဲကြည့်အော်ဟိုဆုံးမသွားတယ်ပေါ့နော်ဆိုတော့စာတင်ကြောင်းဗျကလေးတွေစာတင်ရမယ်အယွယ်ဗျခင်ဗျားတို့ တကယ်တကယ်တိုက်ပွဲဖြစ်နေတဲ့အနေအမှာခင်ဗျားတို့ဘုံကျတာမဟုတ်ဘူးဗျဟုတ်တယ်ဟိုမှာကျွန်တော်တို့ခင်ဗျားတို့စကန်ကိုကျွန်တော်တို့တော်လင်းရေးဖို့ရေးဘက်ကြီးကတိုက်တယ်ဗျအဲ့နေရာတိုက်ပွဲဖြစ်တယ်โอเคအဲ့ဒီနေရာကိုဘုံကျကျွန်တော်လက်ခံတယ်ဒါကဟိုကတရားသောနီးလဲတရားသောနီးလဲတကယ်တိုက်နေတဲ့နေရာမှာကျဲပေါ့နော်ခုနလိုမျိုးဟိုကြောမနိုင်လို့ကြီးမြူးနဲ့ရှူရဲအဓိကပေါ့နော်အဓိကအဲ့ဒါဒီဒီအပေါက်ကိုချိုးတော့နောက်တစ်ခုကအခုတတော်ရဆိုရင်ဒီဝတ်တော့ကားတွေဝတ်တော့ကားနော်ဒါလည်းဟိုအဲ့မှာရေးစရာတွေပါတယ်လို့လည်း တခါကျရင်ခံပြင်းစရာတွေပါတယ်အမှန်ပေါ့အမှန်ပေါ့ကိုယ်တွေလိုက်မမီတဲ့အုံနောက်တွေပါတယ်အမြင်ရတော့မဟုတ်နေဝိတောက်ကလည်းဘေးရထွက်တာလေအဝိဝိတောက်ကကိုဖမ်းမယ်ကိုယ်ဖမ်းပါဒါကဝိတောက်ကကိုဖမ်းမယ်ဆိုရင်တော့ညနာမလိုက်တန်းဖမ်းရပါမယ်ဟုတ်တယ်ဒါရှင်းလေးညနာလိုက်လို့မရဘူးညနာလိုက်လို့မရဘူးခင်ဗျားတို့မြန်မာနိုင်ငံအတွင်းမှာကျွန်တော်တို့ကြည်တွင်းမှာပြည်သူလူထုကအခြေခံလူတိုင်းကကားစီးနိုင်တဲ့အဆင့်ကိုရောက်ပြီလားတစ်ချိန်လုံးကတော့ရောက်ခဲ့ဘူးလေနော် အဲ့ဒါအားလုံးသိမယ်ခစ်ကောင်းတဲ့ချိန်ခစ်ကောင်းတဲ့ချိန်တော့အမကားတစီးကို30 60ဆင်းနဲ့စီးလို့ရတယ်အဲ့ဒါကကျွန်တော်တို့လူလက်တန်းစားရောအောက်ခြေလူတန်းစားရောစီးလို့ရတယ်ဆက်အမကိုရတဲ့ဟိုရှာထားတဲ့ငွေလေးနဲ့ဝယ်ပြီးစီးလို့ရဟုတ်တယ်နော်အခုကားတစီးကို3000ချီတန်းတယ်ဒါပေမဲ့ကားရဲ့တန်ကြီးကအဲ့လောက်မရှိကျွန်တော်မြန်မာပြည်မှာ license ရဲ့ဈေးကြီးနော်အခွန်အခွန်အခွန်ပေါ့နော်အခွန်ဈေးကြီးဒါပေမဲ့အဲ့ဒီရတဲ့အခွန်တွေရောသူတို့အကျိုးရှိရှိအသုံးချလား မချဘူးသူတို့ကိုရေးကိုရကိစ္စမှာသူတို့သုံးတယ်ကဲအခုဝိတောက်ကားတွေဝိတောက်ကားတစ်စီးကိုဗျာဟာလာပြည်ပကနေပြီးတော့ဒေဆက်ကသွဲမယ်ဆိုရင်ဒီစစ်တပ်ရဲ့ဂိတ် အစင်းစင်းကိုဖျက်ရတယ်ပတ်စံနေပေးရတယ်အဆာယဖာကြီး SPG ဟာလာရဲကြီးနောက်ဆုံးဘာကြီးညာကြီးဘီကွန်ဘာညာဗျာအဲ့လိုမျိုးတွေအားလုံးပေးပြီးတော့မှ तू ကဒီမြို့ပေါ်ရောက်မြို့ပေါ်ရောက်တာဟုတ်ပြီအဲ့မြို့ပေါ်မှာလဲခုနစီးတဲ့လူတွေကရိုးရိုးပြည်သူကနဲတယ်ဗျဒီစစ်တပ်နဲ့ရဲနဲ့ဟာလာ ပတ်သက်တဲ့လူတွေပဲစီးတာများတယ်ဟုတ်လားအဲ့ဝက်တော့ကားတွေကိုဝက်တော့ဆိုင်ကတွေစဖမ်းတဲ့ချိန်မှာပတ်သိမ်းပါလေပတ်သိမ်းရဲစခန်းတော့ဝက်တော့တွေတပေါ်ကြီးပဲအခုတွေ့တယ်ပါအဲ့ဝက်တော့ကားတွေဆိုင်ကတွေလိုက်ဖမ်းတဲ့ရဲရဝက်တော့ဆိုင်ကကြီးနဲ့ဟောအဲ့ဒါပဲလေအဲ့ဒါပဲဆိုခင်ဗျားတို့မျက်နာတွေကတခြားနေမျက်နာမလိုက်နဲ့မျက်နာမလိုက်အဲ့ဒါကြီးပဲလိုက်အခုကိုကပြောရရင်အခုဒီစကားစားအခုကင်းလဲနေတဲ့ကားတွေဝက်တော့ဟုတ်တယ်ရဲတွေကင်းလဲတဲ့ကားဝက်တော့ဝက်တော့ပဲဝက်တော့ဟုတ်လားအခုလူကြီးတွေကိုယ်တိုင်စီးတဲ့ကားတွေ ဝက်တော့တွေပဲအမှန်ပေါ့ဟာလာနံပါတ်ပြားကြီးတက်ထားတာနောက်သူတို့ ਨੇ ပိုင်ယာဆိုင်ယာတွေပတ္တနာတင်းတဲ့လူတွေစီးကြတယ်အဲဒါဆိုရင်သူတို့နားလည်မှုပေါ့အဲအခုဘာဖြစ်လဲဆိုတော့သူလက်စစ်ကားတွေတင်သွင်းမယ်ဒီကားတွေတိုင်းပြည်မီးမမှန်ဘူးလေအဓိကတော့ကိုထင်တာကတော့လက်စစ်ကားကအဓိကတင်သွင်းမယ်ဆိုရင်ကုမ္ပဏီလောက်တာကတော့သူသားနဲ့သူသွေးမီးကုန်ဒါဒါပဲလေဒီလက်စစ်ကားကလည်းဗျာဒီဖျောင်းနိုင်နေအာသွေးမရအောင်ဟုတ်တယ်မလားလက်စစ် ဒီတော်တော်ဆိုးဆိုးဝါးဖြစ်နေတယ်ဟုတ်တယ်နော်မရောက်နိုင်အောင်အသေးလို့မရဟုတ်တယ်လေကျွန်တော်ဆိုးဝါးနေတဲ့တိုင်းပြည်မှာဗျာဒီမျက်စိကောက်သွင်းတယ်အဲ့တော့လူတွေလည်းအာမပေးဘူးဝယ်မစည်းဘူးအေးပါအေးပါထားလိုက်ပါအဲ့တော့ဘာဖြစ်လဲဒီဝတ်တောက်ကားတွေဖမ်းတယ်သူစိတ်တယ်ဒီဝတ်တောက်တွေဖမ်းလိုက်ရင်တော့အလူလူနေနေဒုက္ခရောက်မယ်အကျက်တဲဖြစ်မယ်ပေါ့နော်ဒါပေမဲ့ဖမ်းရင်အခုပြောသလိုမျက်နှာမလိုက်နဲ့မျက်နှာမလိုက်အကုန်ဖမ်းတော့ငပြူရောငမဲရောငနီရောအကုန်ဖမ်းဒီကကျွန်တော်တို့ဒီဝတ်တောက်ကားတွေတော်တော်များများရှိတာက အာထွေအုပ်ယုံနေမှာရှိတယ်ရဲစခန်းနေမှာရှိတယ်မော်တော်ပီကယ်ယုံနေမှာရှိတယ်ဝက်တောက်ကားတွေတပုံကြီးပဲဥမာတကယ်လို့ဝက်တောက်ကားတွေကိုမဖမ်းမဲနေရဲ့ဟောကြည်သူစာနာထောက်ထားတယ်ဆိုရင်အာဝက်တောက်ကားတွေကိုမဖမ်းမဲနေတင်တင်းကွန့်ဩရောဝါလို့ပေါ့နော်မေဆုလက်ထက်တော့သူကာဒစီဝဲကျင်တယ်သူအခုဘလောက်ဆောင်ထားတယ်လဲအဲ့ဒါသူ့ကာဒစီလူတယောက်နိုင်ငံသားတိုင်းကလူတယောက်ကိုကာဒစီတင်သွင်းပိုင်ကိုရှိဟုတ်တယ်အဲ့တော့ဂျပန်ကနေတိုက်လေးလန်းဆွဲပဲ ီဂျပန်နဲ့ကိုနေနာနဲ့လာမယ်ခွန်ဆောင်မိသားလည်းဖြစ်တယ်နိုင်ငံအတွက်ဘတ်ဂျက်လည်းရပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒါကိုဘယ်အခြေအနေအစားကြလဲဆိုတော့ပျောက်ကြီးလက်ထက်စားကြတာကွာဒါပေမဲ့မေဆုလက်ထက်မှာလည်းဒါမျိုးဆက်သွားတယ်ကွာဆိုတော့အရသာဆိုးကလက်ထက်မှာလည်းဒီရလေသွားတယ်အဲ့တော့ကားစီးတွေဒိုးကြခဲ့တယ်ကားစီးလူလက်အဲလူတန်းစားမရွေးကားစီးနိုင်ရပေါ့နော်နောက်ပေါ့စီးဝါးကြီးနောက်ဆက်ယုံအလုံးယုံလေအလုံးကအလုံးလုံးလာတယ်အခုဘာဖြစ်လဲလက်လုံလက်စားသမားတွေတော်တော်ထောက်ရအောင် ဲ့တော့ဟိုကိုကစစ်တပ်အခုဝတ်တောက်နေကင်းလားမကင်းဘူးမကင်းဘူးသူတို့ကိုယ်တိုင်ပတ်စံယူပြီးဂိတ်တွေဖျက်ခိုင်းနေရဲကင်းလားမကင်းမကင်းဘူးဟာလားအနောက်ဆုံးဒီအုတ်ကြီးလောက်တော့မကင်းဘူးဗျာကျွန်တော်ကတိုးလိုက်ပါပြည့်ရင်းနေကိုဆိုးတယ်ဒါဝတ်တောက်နေပတ်သက်ဒါပေမဲ့ခုနကိုပြောသူအဲ့လိုတင်သွင်းခွင့်တို့လိုင်စင်တို့ဟာတံမိုးနဲ့ချပေးလိုက်ရင်လေသူတို့သူတို့ရဲ့ဒီစားကွက်ပြတ်သွားမှာလေမဟုတ်အဲ့လိုချပေးလိုက်ရင်လေသူတို့တွေကအများဆုံးယူပါဟုတ်တယ်ဘာလို့ဆိုတော့ ကျွန်တော်မြန်မာနိုင်ငံမှာအကုန်လုံးမြန်မာနိုင်ငံမှာဘာဖြစ်နေလဲဆိုတော့ငါကရာသူရှိတယ်ငါကလူကြီးဖြစ်တယ်ငါကအခွင့်အရေးအများဆုံးရတယ်ဆိုတော့အတိတ်တရားတွေအများဆုံးကတော်များများအာဝင်ကြီးဌာနတွေမှာအများဆုံးရှိအဲ့တော့နောက်တစ်ခုကကိုကဟုတ်ပြီစစ်သားတယောက်တိုင်းပြည်ကိုချစ်လို့ဝင်နေဆိုရဲလူကတရားမှာတယောက်လောက်ပဲရှိမယ်ဥပမာဟုတ်လားအခုပေါ်တော်ဆိုသေးရေအခုတော့လုံးဝမရှိတော့ဘူးเนาะရေဒီလိုပဲ ရဲဝင်ဟုတ်ရဲစစ်တဲ့တဲ့ပတ်စံပူရတယ်တွင်ကောင်းတယ်အဲ့ရဲဟိုမှရင်းနှင်းဝင်ရောက်သွားတဲ့လူကပူရတယ်အဲသူကရင်းနှင်းရောက်လာငါမသိလို့ပဲရင်းနှင်းနေကြတော့ဒီသူကသူကားကိုလက်လက်မဲ့ဒီတောင်းလိုက်တယ်မလားအဲဘယ်တဲ့ထဲဘောင်းမီတဲ့ထဲတာလေဟုတ်လားဒါပေမဲ့အဲ့ဘောင်းမီကအခက်မပါဘူးဟာသူကဒီဒီရှိတယ်အော်ချင်းဝင်ကွနေရှိတယ်အဲ့ဖွင့်ပြီးသားပဲသူကဒါမှတနေကုန်ထဲတဲ့ပတ်စံပြည့်မှာလေ Oh my god ရှင်နေကိုမယုံရင်ကြည့်ကြည့်မနေ့ပိုင်းဆိုနည်းနည်း6သေးတယ်ညနေစောင်းလေးသူကြီးလာတယ်အစင်6 ဟောမနေ့ပိုင်းရိုးရိုးချီတော့ရိုးရိုးချီတော့ပေါ့ချက်ချီတော့ညနေဆိုရင်စင်ချီတော့ပြဟောဒါနံပါတ်နှစ်မျိုးနဲ့ဒါလည်းကျွန်တော်တို့ကဘာလို့သိရဆိုကျွန်တော်တို့ဟိုခန့်ငယ်ငယ်ရဒီဟိုကကျွန်တော်တို့လမ်းထဲမှာနေတဲ့မော်တော်ဘီကေတယောက်ရှိဒါသူကပြောပြတာအဲ့ပေါ့အခုတော့သူလည်းရှိလားမရှိလားတော့မသိတော့လေအာငါတို့ကပေါင်းပြီးအဲ့ချုပ်လို့ရှိရင်အထက်တည်းကမပါဘူးတဲ့အခန့်မပါဘူးတရိုက်ဝင်သွားညနေကျရင်အဲ့လောက်ချုပ်လိုက်တာလေချုပ်ပြီးတော့ဝေစုပြန်ခွဲတာဩစက္ကန့်နဲ့ရောက်မှာအဲ့ခုနဒီဝတ်တောက်ကားတွေဖြတ်မယ်ဆိုင်ကယ်တွေဖြတ်မယ်ဆိုရင်အဲ့မှာခွဲတန်းပါပြီးသား ဘယ်ဂိတ်နော်ဘယ်ဂိတ်မှာဟိုစစ်သားကဘယ်နှယောက်ဥပမာရဲကဘယ်နှယောက် SP ဘယ်နှယောက်စားဘဘယ်နှယောက်ဟလာအဲဒီဟိုကားနဲ့ပတ်သက်တဲ့စစ်တဲ့ဟလာကတ်စတန်တို့ဟလာခုနလိုလောက်ဝကတို့သူကအစင်းစင်ခွဲယူလာယူပြီးတော့မှဒီကောင်ကြီးကအထဲတဲကိုရောက်လာအဲ့တော့ဒီပြောရမယ်ဆိုရင်ဒီကားတွေဆိုင်ကယ်တွေဝစ်တော့ဖို့သူတို့ကိုယ်တိုင်ဒီစစ်တပ်ရောရဲရောဝစ်တော့ဖြစ်နေလားလိုင်စင်မရှိဘူးလေကဲကျွန်တော်၄နှစ်တာကာလအခုချိန်ပြီပေါ့နော်ဒေါ်လိုင်းကာလမှာ ဲစစ်တပ်ကရဲဟိုကအမှန်တကယ်တော့ဟိုကိုကျွန်တော်ခုနကကျွန်တော်ညီပေါ့စီပြောသလိုပေါ့နော်စစ်တပ်ကရဲဟိုကဝက်တော့ဖြစ်နေလိုင်စင်မရှိဘူးလေပြည်သူမထောက်ခံဆောပြည်သူကလည်းမထောက်ခံဘူးဖြစ်တယ်နောက်ပြီးတော့သူတို့ဒီလေရင်ကလွဲလို့ဘာမှမရှိတော့ဘူးဆိုတော့တော့ကျွန်တော်ပြောပြီးအဲတချို့ကမေးကြတယ်ကိုရဲဟာဘယ်တော့တော်လိုင်းပြီးမလဲနိုင်မလားโอเคကျွန်တော်တတိပုဂ္ဂလခံယူချက်နဲ့ပြောပြီဆိုတော့ကျွန်တော်တို့နိုင်သွားပြီဘာလို့မင်းကနိုင်တယ်လို့ပြောလဲ ကျွန်တော်ကငကိုရဲတိုက်သေးနိုင်အောင်တိုက်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့ဝင်လာခဲ့တာတွန်လိုင်းကြီးမှာအဲ့တော့ကျွန်တော်တို့နိုင်မအောင်လဲကျွန်တော်ကျင်းတည်တည်တယ်အဲဒါပဲကျွန်တော်တို့လာမင်းဘေးဘယ်နေပေရဒါတော့ပြောလို့မရအောင်ဒါပေမဲ့တွန်လိုင်းရဲ့နိုင်နေပြီခုန80ကျော်တယ်မဟုတ်ဘူးဗျာ6နှစ်သမီးလေးတော့သူတို့ကြောက်ရတဲ့အဆင်ဖြစ်ပြီနောက်ပြီးတော့အခုစစ်တပ်ကစစ်သားတယောက်ဂျီတပေါင်းဝဲလိုက်ရဲတယောက်ဂျီနူပေါင်းဝဲရက်ွက်ထဲမှာလမ်းလျှောက်ရလာတယောက်တယ်လျှောက်ရတော့ အရင်ကတော့တိုးစီးရဲ့လားမရဲတော့အရင်တော့ကတော့မော်ကြောကြောနဲ့ယူနီဖောင်းဝယ်ပြီးရက်ွက်တက်မှာလမ်းလျှောက်လိုက်ရင်ကားတူကားတွေနဲ့ဆိုတော့ဥမာတက်သားတယောက်တော့ရဲတက်သားတယောက်တော့ကိုပိုင်ကားနဲ့ဟုတ်တယ်ဆိုတော့ရဲကပြဿနာဝင်နေကွာ SV တို့ပါဆိုပိုရတယ်ဗျာပိုရတယ်ကွာနောက်ထောက်လိုက်လို့တဲ့ကောင်တွေဆိုပိုဆိုးတာပေါ့နော်လွဲဒီတလုံးနဲ့အာဒီကောင်တွေရဲ့ style အားကိုယ်ကဘာမှဆောင်းတဲ့ကောင်တွေဆိုတော့မရအောင်အဲဘာမှဆောင်းတဲ့ကောင်တွေဘာလို့မရအောင်အဲထမင်းကြိုက်ပိုရတဲ့အကွက်တွေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့အဲ ျွန်တော်စကားဝိုင်းလေးကသတင်းနဲ့စကားဝိုင်းလို့အမည်နာမလေးပေးထားပါဗျ။ကျွန်တော်တို့လက်လန်းမိတယ်လို့တုံးတက်တာပါ။တုံးတက်ပြီးတာပါ။ဆိုတော့ကောင်းသည်ဆိုးသည်ဆိုတာထက်ကျွန်တော်တို့ရရှိတဲ့သတင်းလေးတွေကိုကျွန်တော်အပတ်စဉ်ပေါ့ကြစနေတနင်္ဂနွေညစဉ်9နာရီမှာစတင်ထုတ်လွှင့်ပေးတော့ပါမယ်။ကျွန်တော်ဒီအောင်တော်ဝက်စတာ YouTube Channel ကနေထုတ်လွှင့်ပေးပါမယ်။အဲ့အဲ့ဒီပြင်ကိုကျွန်တော်တို့ဒီအတင်းပြောကြမည်ဆိုတော့အဲ့ဒီ program လည်းဒီမှာဘောင်းချုပ်ဆိုပြီးတော့လွတ်သွားတဲ့လူတွေပြန်ကြည့်လို့ရအောင်တနင်္လာအင်္ဂါဗုဒ္ဓဟူး အောင်တော် one star youtube channel ကနေပြီးတော့စတင်ပြီးထုတ်လွှင့်ပေးနေပါပြီခင်ဗျာအဲ့တော့ကျွန်တော်ဒီ season လေးကိုနောက်ပြန်ဆက်နေမှာဆက်လက်ပြီးစောင့်ကြည့်ပြပါဦးခင်ဗျာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ